ဒီကောင်တော့ပို့ပြီးမှလာတာပေါ့ဗျာအဲ့တော့ကျွန်တော်အပွင့်ထုတ်မဲ့နေရာတော့ទីတာပါတယ်အဲ့တော့ဘယ်နေရာတွေထုတ်မလဲဆိုတော့ကြောက်တခုကြည့်လိုက်တာနဲ့ then မြင်ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်အပွင့်ထုတ်မဲ့နေရာဒီနေရာလေးထုတ်မှာဖြစ်ပါတယ် အားလုံးမင်္ဂလာပါဗျာအရှာကြီးကနေကျေးဇူးပါတယ်ဒီနေ့မှာတော့ဒီတစ္ဆာလေးနှစ်ခုကိုကျွန်တော်အပွင့်ထုတ်ပေးမှာဖြစ်ပါတယ်ဒီတစ္ဆာလေးနှစ်ခုကတော့တင်တန်းသားကိုကျော်ချုံရဲ့အတစ္ဆာလေးတွေဖြစ်ပါလေဗျဒါလေးကတော့ကျွန်တော်ဟိုတယ်လုံးကထုတ်ပေးတဲ့အဲဟာရဲ့ကြံနေရပါတော့အဲ့တော့နောက်ထပ်ကြံသေးတွေရဖြစ်ပါတယ်နောက်ထပ်ကြံသေးတွေရတော့ကျွန်တော်ဒီနေရာလေးကို light ထုတ်ပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ဟိုတယ်တော့ကကျွန်တော်ဖြတ်ပြီးမှအပွင့်လေးဒီအီဘန်ပေါ့နော်အီဘန်အပွင့်လေးတစ်ပွင့်ထုတ်ပေးလိုက်တဲ့ရတော့အာကောင်းကောင်းလေးတော့မင်္ဂလာဖြစ်သွားတယ်ပေါ့ဗျာ ါတော့နောက်ထပ်ကြံသေးတွေအရကျွန်တော်အပွင့်ထပ်ပြီးမှ live ထုတ်ပေးမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့အကောင့်ထဲမှာရှိပါတယ်ဗျသွားကြည့်လို့ရပါတယ်ဒီ take လေးကနေကျွန်တော်အပွင့် live ထုတ်ပေးရတယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ဗီဒီယိုလေးနဲ့တခြားလေးတင်ပေးထားပါတယ်အပွင့်သွေးပြီးတဲ့ပုံထီအောင်ပေါ့ဗျာကဲကျွန်တော်တို့ကြည့်ကြည့်အောင်ဗျာနော်အဲဒါလေးကိုပြီးမှကြည့်မယ်နော်ကျွန်တော်ဒါလေးကိုအရင်ကြည့်ကြည့်အောင်ဒါလေးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးကိုအပွင့် live ထုတ်ပေးမှာဖြစ်ပါလားအဲ့တော့ ဒီနေရာကကြည့်လိုက်မဲ့တည်းဆိုရင်ဒီအောက်ဖက်မှာနည်းနည်းလေးအနာလေးတော့ပါနေသေးတယ်ပေါ့ဗျာအလုံးမြန်လာတာမသိဘူးဗျအဲ့တော့ဒီအောက်ဖက်မှာအနာလေးတော့နည်းနည်းလေးပါနေသေးတယ်ပေါ့ဗျာအထက်နာလိုလေးပေါ့ဗျာဒါပေမဲ့ကိစ္စတော့မရှိပါဘူးဗျာကျွန်တော်ကအဓိကယူမှာကကျွန်တော်ကဒီအောက်ဖက်ကိုယူမှာပေါ့ဗျာဒီအောက်ဖက်နေရာလေးတွေဒါတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရအောင်ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်เนาะ โอเคဒီမှာကြည့်ကြည့်အောင်ဗျာဒီမှာဒီနေရာလေးကိုကျွန်တော်ကရအောင်ယူမှာဖြစ်ပါတယ် ီမှာနော်ဒီနေရာလေးကိုကျွန်တော်ရအောင်ဖြစ်ပါတယ်ဒီအထက်နာတော့ဖယ်တာတော့ဖယ်ရမှာပေါ့ဗျာဒါပေမဲ့လည်းရပါတယ်ဗျာโอเคဒီအောက်ဖက်ကတော့ကျွန်တော်အမြင်အနေနဲ့ဆိုရင်တော့ဒီအောက်ဖက်ကတော့တိတ်တော့ရနိုင်ကြတော့မရှိဘူးပေါ့ဗျာကျွန်တော်တမ်းလေးနဲ့ထိုးပြပေးတယ်อืมဒီမှာပေါ့နော် ဘာကြောင့်မို့လဲဆိုတော့ဒီဘက်ဗီနာလေးမှာထိပ်ပြန်တာလေးမှာအထက်နာလေးပါနေကျွန်တော်အခုတမီလေးအဝါပေါ့နော်ခဲလေးနဲ့ဆွဲထားတဲ့နေရာလေးတခြားလေးကြီးကြီးလိုက်ပေါ့ဗျာပြန်မလေးပေါ့နော်အထက်နာလေးပါနေဒါကြောင့်မို့ကျွန်တော်အဓိကအပွင့်ယူမှာတော့ဒီထိပ်ပြန်တာလေးကိုပဲယူမှာဖြစ်ပါတယ်โอเคကျွန်တော်ဖြတ်မဲ့နန်းကိုကြည့်အောင်ဗျာကျွန်တော်ဖြတ်မဲ့နန်းကဘယ်လိုဖြတ်မလဲဆိုတော့ ကျွန်တော်ဖြတ်မဲ့နိုင်ရတော့ရိုးရှင်းပါတယ်ဗျ။အဟာကျွန်တော်ဒီတိုင်းလေးပဲဖြတ်ချလိုက်မယ်ပေါ့ဗျာ။ဒီမှာကြည့်လိုက်။ဟွန်းဒီထိပ်ဘက်ကနေဒီတိုင်းလေးစောင်းပြီးမှပဲကျွန်တော်ဖြတ်လိုက်မှာဖြစ်ပါလိမ့်ဗျာ။ Okay ကြည့်ရပါဗျာ။ဒါလေးရတော့ကျွန်တော်ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။ကဲဘယ်လိုအနေထားလေးလဲဆိုတာကြည့်တာပေါ့ဗျာ။လိုလားမလဲဒါဒီအီပန်းလေးအောက်ထည့်သိမ်းမလားပေါ့နော်။ရင်ခုန်စွာနဲ့ပေါ့ဗျာနော်။ ကလာထလထလထအော်ဒီတိုင်းမကြည့်ရဘူးကွာဒီတိုင်းကြည့်ရမယ်โอเคကြည့်တော့ရာအေးအေးအေးဝါအေးမဆိုးရနော်ဆိုတာတော့ကြည့်တော့ရာသေချာလေးနော်ဟွန်း Oh my god Wow ဒါပေမဲ့အထက်နာတော့ဖေးအောင်မအထက်နာတော့မြင်နေတိုင်းပဲနော်ဒါပေမဲ့ဒီဘက်နားလေးထီအောင်ရောက်တဲ့ဆိုတော့ချိုးတော့မဆိုးပါနော် အာကျွန်တော်မြင်ရတော့နည်းနည်းလေးတော့ပဲရွယ်လေးတော့ကြီးလိုက်မယ်လို့တော့မှန်းထားတယ်ဗောဗျာကျွန်တော် KY ထားတဲ့နေရာ KY ထားတဲ့ပုံစံဗောနော် KY ဒီပြပေးထားတဲ့ပုံစံနေထားရဆိုရင်တော့ပဲရွယ်တော့နည်းနည်းတော့သေးမှာဒါမဲ့လို့ဒီဘက်ကိုထက်ထင်တွေ့ရတာဖြစ်တဲ့တွေ့ဒီအီပန်းဗောနော်ဒါဆိုရင်တော့အပွင့်အရွယ်စားနည်းနည်းလေးတော့ကြီးကောင်းကြီးလိုက်မယ်ဗောဗျာနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီအထက်နာလေးကိုအရင်ဖယ်ကြည့်ကြအောင်ဆိုပြနော်ဒီမှာဒီအထက်နာလေးကို ီချက်နာလေးကိုအရင်ဖယ်ကြည့်မယ်ဗျာဒါလေးကတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးပေါ့ဗျာအဲကျွန်တော်ဒီဘက်ထိတ်ကြရောပိုင်လိုက်တယ်ပေါ့ဗျာအဲတော့ဒီဘက်ကတော့တိတ်တော့မရဘူးဗျာနော်ဒါလေးကတော့တော်တော်လေးကမှတေးသွားတာပေါ့ဗျာဒါပေမဲ့ပြီးမှဆစ်ကြည့်တာပေါ့ဗျာရတာမရတာတော့ကဲအဲ့လိုဆိုရင်တော့ဒီဘက်ကကြည့်တာပေါ့ဗျာနော်ကဲရင်ခုံစွာနဲ့ဖွင့်ကြည့်တာပေါ့ဗျာနော်ဟေးဟေးဘာလို့တော့ဟာဘာလို့တော့ဟာဟာ အာမစိုးဟာอืมโอเคအာမစိုးရနော်โอเคတမီးလေးနဲ့တေချာလေးထိုးကြည့်အောင်နော်လာတယ်ဗျာနော်အဲ့တော့ကျွန်တော်ရှေ့ပိုင်းကပြောထားတဲ့အတိုင်းပဲပေရတော့ပေရွယ်လေးတော့ကြီးလိမ့်မယ်ဗျာနော်အစိုးစိုးပိုင်းကနေထားဆိုရင်တော့ကျွန်တော်တို့ပေရွယ်တော့သေးမှာပေါ့ဗျာဒါပေမဲ့လို့ဒီအီဘန်းလေးကကျွန်တော်တို့ဒီဘက်ထဲထီအောင်ဆင်းပြီးမှကျဲသွားတယ်ပေါ့ဗျာ ကျဲသွားတာဖြစ်တဲ့တွေဒါကျွန်တော်တို့ကပြောမစရင်ဒါအပွင့်နည်းနည်းပဲ့ကြီးကြီးလေးတော့ရလိုက်မယ်ပေါ့ဗျာဒါဆိုရင်တော့အပွင့်ပဲ့ကြီးရင်တော့ကျွန်တော်တို့ပဲ့ရွယ်ကြီးတယ်ဆိုရင်တော့ဈေးကောင်းရမှာပေါ့ဗျာကဲဒါလေးကိုကျွန်တော်တို့ပုံချမယ်ဗျာပုံချဒါလေးရတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်နည်းနည်းလေးတော့ကြောက်သားလေးတော့ကျဲတယ်ဗျာအနော်ကဲတမ်မီလေးနဲ့ထိုးပြပေးမယ်อืม မပြောတော့လို့ကြောက်သားလေးချဲတယ်လို့ Okay ဒါတော့တပွင့်ရပါပြီเนาะနောက်ထပ်စပီမထုတ်ပါမယ်နောက်ထပ်စပီမထုတ်မယ့်အတ္တစာလီကတော့ဒါလေးဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အရင်ဆုံးထုံအပွင့်ထုံမဲ့နေရာတော့ဒီနေရာလေးဖြစ်ပါတယ်ဒီနေရာလေးကိုအရင်ရအောင်ထုံမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီကြောက်ဝင်ကျင်းလိုက်မယ်ဆိုရင်ပေါ့နော်အဲ့တော့အပွင့်လိုင်းတစ်လိုင်းပဲရမယ်ဗျတခြားလိုင်းတွေတော့မရတော့နော် ဘာကြောင့်မရတော့လဲဆိုတော့တခြား line နေစဥမတ်ထားပါတော့ဘပူတို့ပတိတို့ပေါ့နော်အဲ့ဒီ line နေတော့မရတော့ဘာကြောင့်မို့လဲဆိုတော့သူကအနာတွေကအများကြီးပဲပါတာတခြားနေရာတွေမှာအဲ့ဒီအီပန်းရဲ့ဘေးဘက်နေရာတွေအကုန်လုံးဒီအဖြူကူနေရာတွေကကျွန်တော်ကျွန်တော်တို့ကြောက်သားတွေတားကျဲတယ်ပေါ့ဗျာဒီမှာရှင်ရဲ့အနယ်ထက်တွေကလည်းအများကြီးပဲပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီအီပန်းနေရာလေးတွေကိုပဲကျွန်တော်ကအပွင့် light ထုတ်မှာဖြစ်ပါတယ်โอเคကျွန်တော်အရင်ဆုံးနင်းမျက်နှာကြည့်အောင်ပေါ့နော် အာကျွန်တော်အရင်ဆုံးနင်းမဲ့နံကတော့အလဲတက်တက်ပဲနင်းချလိုက်တော့မှဖြစ်ပါတယ်။အင်းဒီတိုင်းလေးပေါ့ဗျာဒီအကြီးပန်းနေရနာလေးကတ်ထဲမှာနင်းလိုက်မှဖြစ်ပါတယ်။အဲ့တော့နင်းတဲ့အခါကျရင်တော့ဒီဘက်ကိုထိမှလဲဆိုးတယ်ပေါ့ဗျာ။အဲ့တော့ထိမှလဲဆိုးတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်နာလေးကိုနည်းနည်းလေးစောင်းပြီးမှနင်းမယ်ပေါ့ဗျာ။အာဒီတိုင်းလေးပေါ့ဗျာ။ Okay ကြည့်ကြအောင်ဗျာ။ ဒါလေးကတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။ကဲကြည့်ကြည့်တာပေါ့ညာနော်။ပေါ်ရန်လေးပဲကပ်ပြီးမှပဲဖြတ်နေမှာဆိုတာပေါ့နော်။ဒါပေမဲ့လူတီချာလေးကြည့်လိုက်တော့ဒီမှာသူရဲ့ဒီအီပန်းဆက်လေးကအောက်ထဲထိတော့ဆင်းနေပေါ့ဗျာ။အဲ့တော့ပြောမယ်ဆိုရင်တော့အပွင့်တတူးစာထိတော့ဆင်းနေပေါ့။အဲဒါကြောင့်မို့ကျွန်တော်တို့ဒါအပွင့်ထုတ်လို့ရပါပြီဗျာနော်။အဲ့တော့ဒါလေးကိုကျွန်တော်အပွင့်လေးထုတ်ပြပါဦး။ ဒါလေးရတော့ကျွန်တော်အပွင့်ပုံထုတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။อืมဒီအပွင့်လေးရတော့မဆိုးဘူးယာဒီအပွင့်လေးရပို့ပြီးမှလာတယ်ပေါ့ဗျာခဏနေရအပွင့်ထက်ဆိုင်ကျွန်တော်ဒမီလေးနဲ့တေချာလေးထုတ်ပြပေးမယ်။ဒီကလာမျိုးလေးရှင်ဒါမျိုးရှင်ဒါလူကြိုက်များတယ်ပေါ့ဗျာ။ Okay တပွင့်ကောင်းတော့ရပါပြီเนาะနောက်ထပ်စပီမထုတ်တာပေါ့ဗျာเนาะ Okay နောက်ထပ်ကဖြတ်နှမ်းကိုတေချာကြည့်ကျင်တာဖြစ်တဲ့တွေကျွန်တော်ကဖြတ်မဲ့နှမ်းပေါ့နော်အနယ်ကျောသွားပုံသွားနေတယ်အနယ်ကျောသွားတဲ့ပုံစံကိုတေချာကြည့်ကျင်တာဖြစ်တဲ့တွေကျွန်တော်ကဒီနားလေးကနေကပ်ပြီးမှဖြတ်မှာဖြစ်ပါတယ်နော်ဒီနားလေးကနေကပ်ဖြတ်ပြီးဆိုမှကျွန်တော်ကဖြတ်နှမ်းရှာမှာပေါ့ဗျာဖြတ်နှမ်းကိုတေချာရွေးပြီးမှဖြတ်မှာဖြစ်ပါတယ်ဒါလေးရတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။ကဲကြည့်ကြအောင်ပါနော်ကျွန်တော်လည်း ဝိစ်ဒီဘက်ကတော့ဘာမှတော့မရဘူးပေါ့ဗျာကျွန်တော်အနီးကကြည့်ကြည့်တာပေါ့အနီးကကြည့်ကြည့်လိုက်တော့အနာရီနဲ့မင်းတိတ်လာနေတယ်အလုပ်ကိုဖျက်နေပြီဗျာနော်အနာရီကတော်တော်စိတ်တယ်ဗျာနော်အာမကြည့်လားအနာရီကတော့စိတ်ပုံရတော့ဗျာနော်ကုလက်ထဲရောက်လာရင်တော့ လာသုံးဖြတ်သွားအောင်တော့ပြုပြင်ပေးရမှာပေါ့ဗျာနော်ကဲအဲ့လိုဆိုတော့ကျွန်တော်အနာတွေအတိုင်းကိုနင်းမယ်ဗျာနော်အနာတွေအတိုင်းဘယ်လိုဖြတ်မလဲဆိုတော့အလေတဲတဲကနေဖြတ်မှာဖြစ်ပါတယ်အဲ့ဒီအနာတွေသွားနေတဲ့လမ်းချောင်းအတိုင်းပေါ့ဗျာအလေတဲတဲကနေဖြတ်မှာဖြစ်ပါတယ်ကဲဒီတိုင်းနင်းမယ်ဗျာဒါရီလည်းကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကြည့်ကြည့်မယ်ဗျာနော် ကြည့်ကြည့်တော့ဗျာကဲလိုလာမလဲပန်းကတော့နည်းနည်းတော့ပြန့်သွားတယ်ဗျာနော်နည်းနည်းလေးတော့ပြန့်သွားတယ်အေးလာဒါတော့မှအနာတွေကတော့ဂျန်သေးတာပေါ့ဗျာဒါပေမဲ့အဲ့ဒီအနာလေးတွေနည်းနည်းပါးပါးဖယ်မရတဲ့အလေးတော့ကျွန်တော်ထည့်ပေးလိုက်မှာဖြစ်ပါတော့ဗျာအဲ့တော့ထည့်ပြီးမှတွေးလိုက်မှာပေါ့ဗျာဆိုတော့အဓိကတော့ကျွန်တော်တို့ကာလာရောင်းစားလို့ရတာပေါ့ဗျာကဲဒါလေးကတော့ကျွန်တော်တို့ဒီပုံစံအတိုင်းလေးကိုကျွန်တော် ုံလေးရအောင်ခြာမှာဖြစ်ပါတော့နောက်ထပ်တစ်ခုစစ်ကြည့်မယ်လားနောက်ထပ်တစ်ခုကဒါကကျွန်တော်တို့က2 point လောက်တော့ရမှာပြောနော်အဲ့ဒါဘာကြောင့်မို့လဲဆိုတော့ကလာကျွန်တော်တမီးလေးနဲ့ထိုးပြပေးမယ်တမီးလေးနဲ့ထိုးကြည့်လိုက်တော့ဒီမှာအနက်အနက်ထပ်ပါနေတယ်ပေါ့ဗျာအဲအားလုံးမြင်လားမသိဘူးဗျာအဲဒီမှာအနက်ထပ်ပါအနက်ထပ်အနက်ထပ်နော် ဆိုအဲ့ဒီအနေထက်ကိုကကျွန်တော်ကတနန်းနင်းမယ်ပေါ့ဗျာတနန်းနင်းမယ်ဆိုရင်ဒါဆိုရင် အလုံးကျွန်တော်တို့ဟိုဘက်ကတပွင့်နဲ့ဆိုရင်တော့သုံးပွင့်ရမယ်ပေါ့ဗျာတိုင်းလေးနင်းမှာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာတပွင့်ရမယ်ဒီဘက်မှာတပွင့်ရမယ်ဆိုတော့ခဏနေတော့ဒါလီယာတပွင့်ရမယ်ဆိုရင်သုံးပွင့်ပေါ့ဗျာကဲကြည့်ကြည့်အောင်ဗျာနော်ဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပေးသွားတဲ့အနေထားလေးဖြစ်ပါတယ် လာတော့လာပါလေဗျဒီဘက်က2 point ကတော့နည်းနည်းယော့သွားတယ်ဗောဗျာဒီဘက်2 point ကတော့နည်းနည်းယော့သွားပါတယ်ဘာလို့ဒီဘက်2 point ကတော့ပန်းလေးတွေတော့တော်တော်လေးတော့လာတယ်ဗောဗျာအဲ့တော့ကျွန်တော်တို့စောစောပိုင်းတော့ဆိုရင်တော့၃ပွဲပဲရမယ်လို့အောင်မိတာပါနော်အဲ့တော့၃ပွဲမှာဆိုရင်သူကပဲ့ကြီး၃ပွဲကောင်းကောင်းရမယ်လို့ထင်တာဒါပေမဲ့လို့ဟိုအနာပါလာတာဖြစ်တဲ့အတွက်ကျွန်တော်၄ပွဲရသွားတာဖြစ်ပါတယ်။ဒီအလုံးပေါင်းဆိုရင်တော့ကျွန်တော်တို့ဘယ်နှပွဲရလဲဆိုတော့၆ပွဲရပါတယ်ဗျ။ 6ပွင့်ပါဗျာ6ပွင့်6ပွင့်โอเค6ပွင့်ရပါတယ်ကျွန်တော်မိတ်ဆွေတွေအတွက်လည်းပညာရစေမလို့မျှော်လင့်ပါတယ်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြအောင်လို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ